တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဘဝလေးလာပါပြီအလုံးမဲ့မင်္ဂလာပါဘဝ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့နေကြီးဦးရဲ့တရုတ်ဆောင်ချက်တွေကဒါတကယ်ကျမ်းလေဆိုပြီးတော့ပြောပြလာခဲ့တဲ့ကိုမြင့်မြတ်ရဲ့ဗီဒီယိုလေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အလုံးမဲ့ကျွန်တော်တို့ကြည့်ရှုလိုက်ကြအောင်လားဗျာ ဆယ်တုံးကကျတော့ကျွန်တော်တို့ကဟိုဒီလိုအဲ့လောက်သိတတိမခါလိုက်မိဘူးပေါ့နော်အဲချောချောထွက်တဲ့အချိန်ကျတော့နည်းနည်းလေးကြမ်းနေပေါ့နော်ဟာကြမ်းနေကျွန်တော်ကအဲ့အိမ်တော်ကြီးကားကြီးရိုက်တာတော်နေတယ်အဲလက်ချိုးကြီးလိုတော့ရပါတယ်ဒီကားလေးကိုလည်းဒါကျွန်တော်တော့တော့ မမရရလေးဖြစ်နေမယ်ဒါအိမ်တော်ရေးဆက်ကားလေးပေါ့သပုံစံတစ်မျိုးလေးပေါ့လေတော့အဲ့လိုဒီမှာရှိတယ်ကလေးရှိတယ်အဲအိတ်ကြားတွေအမလို့ဖြစ်ပြက်သွားတာလေးတွေပေါ့ဟောကျွန်တော်လည်းဒီကားကိုလုံးဝမကြည့်ရသေးဘူးအခုဆိုလည်းအရန်ကြည့်နေရတာပေါ့ဟုတ်ကဲ့ဟုတ်ပေါ့တကယ်တကယ်တော်တော်လေးအိတ်ကဟိုဘယ်လို ရိုက်တဲ့ကာလလည်းအချိန်တစ်ခုရှိတော့လေဟိုကြာလာနဲ့မြ character ကဝင်သွားတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ဟိုအဲ့ဒီမှာဆိုရင်ဘယ်လဲကိုရို scene တွေလိုက်ကြည့်တယ်ကိုရင်းနဲ့မနစ်ကြီးကိုရိုက်နေ scene တွေပါဆိုတော့အဲ့လိုအဲ့ဒီကြာရင်ကိုက character ဝင်ကိုက one နဲ့စင်မကောင်းနေရှိအဲ့လိုပေါ့နော်ဟိုကြာလာတော့ character ဝင်တယ်လို့ဖြစ်သွားတော့ဟိုသူ့အတူတော့ character ဝင်သွားပါတယ်ဒါပေမဲ့အစပိုင်းကတော့နည်းနည်းစိုးရိမ်မှုမျိုးရှိလာပေါ့နော်ဟိုတခါမှအဲ့လိုမျိုးဟိုအိမ်နာတယ်ကလေးတယောက်ကိုဝင်နဲ့လည်းဖြစ်နေတယ်ဆို ဆိုရဲဟာမျိုးအဲတခါမှဟိုမလုပ်ဘူးတော့ဟုတ်ရှာအမ ्या ကလစ်မလားဒါဘလို့တက်စီရအောင်ဘောင်ကားရဲမှာတွေ့ရတာအဲစကားကိုမင်းကပြောရင်ပြောပါအရင်ကြောက်တယ်ဗလဲမင်းနဲ့ချီကိုလှုပ်ပြောပါဆိုတော့လေအဲဒါပေမဲ့အမအားပေးရဟိုမင်းလေးဘာမှမဖြစ်ဘူးပြောတာပြောအမအားမနာနဲ့ပေါ့နော်ဆိုတော့ဟို တော်တော်လေးဘယ်လိုပြောရမလဲအဆင်ပြေသွားခဲ့ပါတယ်။ကြောက်ကြောက်နေပါလား။ဟုတ်ပါဘူး။ဟိုဘောဘယ်လိုစကရစ်တွေဟိုဘော dialogue ချနေတဲ့အချိန်မှာတကယ်ကြပြောစီနေတဲ့အချိန်မှာတော့ဘာမှပြောရဲကြောက်တယ်နေကြီးရောအဲ့လိုပြောမှာဆိုတော့လေ။အမေအဆင်ပြေပါရဲ့။အမပြောတာပြောဆိုတော့အဆင်ပြေပါပါ။ဟုတ်ပါဘူး။ function ရှိမှန်တည့်ရက်နဲ့ယူရမိပြီဆိုရင်အဲ့ဒါခိုးတာပေါ့။အဲ့ဒီတော့တင်ပြရပါဦးခင်ဗျာအဓိကတော့ စင်းပေါ်မှာကျတော့ဥသောရှိရလေအဲဒါရှိတော့ဥသောပါပဲဒါလိုအပ်တာလေးအကုန်လုံးပြပြလာပြီဒါပေမဲ့အိမ်ဟန်စိတ်ရှိပေးပါရဲ့လဲဆိုမှားတယ်ခဏခဏဒါပေမဲ့ကိုကြီးကလုံးဝမညှို့ညင်ဘူးဆိုတော့လေ ဟိုကနန်းကနာမာတစ်ဖက်လူကဘလဲကနန်းကနာမာနေရကြအဲ့တော့တော့မသိဘူးပေါ့နော်နောက်ပိုင်းသိရပုံမှာကနန်းကနာမာတစ်ဖက်လူပဲလောကခတ်တယ်ဒါပေမဲ့အဲ့တော့တကယ်တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတိတ်အဲ့လိုဟိုမကြိုက်တာလဲပါပါလို့ပဲဖြစ်မှာပါဟိုအရင်တော့လည်းအဲ့လိုရိုက်ဖို့ကမ်းလှမ်းတာလေးတော့ရှိတယ်ဒါပေမဲ့တော့တိတ်မရိုက်ဖြစ်ဘူးဒါပေမဲ့အခုနောက်ပိုင်းမှာတော့အဲ့လိုရိုက်ဖြစ်တယ်အဲဒါနဲ့တော့ရိုက်တာ၃-၅လောက်တော့ရှိပြီပေါ့နော် အဲဒီကားတော့ဒါအိမ်တော်ကြီးကားအနေနဲ့ပထမဆုံးဂျုံမော်ရောက်လာမဲ့ကားလို့ပဲပြောချင်ပါတယ်။ကျွန်တော်ကတော့မခွဲရဘူးမဲ My love My love ရဲ့ family ဒီလူလူစိတ်မရှိတဲ့ကောင်ငါလည်းသားမတော်နိုင်ဘူး။အဲဒါကဗလဲတကယ်ဟိုပထမဆုံးပေါ့နော်။ဟိုဘယ်လိုပြောမလဲရိုက်ကူးခွင့်ရတဲ့ character လေးဆိုတော့ တော်တော်လေးကြာခဲ့ပြီတကယ်ဘဝမှာဘယ်တော့မှမမေ့နိုင်တဲ့ character လေးတစ်ခုရယ်အမြဲအမှတ်ရနေတဲ့ character တကယ်ကိုပထမဆုံးတိုက်ရတဲ့ character ပါဟို stress ညာအဲ့တော့ကိုမင်းနဲ့ရရမယ်ကိုမင်းနဲ့ဆိုလဲဘာပြောပြောတာဟိုလဲရိုးလူတိုင်းသိတယ်ပြီးတော့ကိုယ့်ရဲ့ senior ဆိုတော့ဟိုကြောက်လဲကြောက်တယ်ပြီးတော့ဒီဇက်ကိုကိုမရိုက်နိုင်မှာဆိုလို့ပေါ့နော် stress တွေလည်းများတယ်ဒါပေမဲ့ဟို အဆင်ပြေခဲ့ပါတယ်ဘာဖြစ်လို့ဆိုကိုကြီးတို့ဆိုလည်းအရန်လက်တွဲခေါ်တယ်ဘလဲအဲ့လိုမတိတဲ့ဟာတင်ပေးရဲဒါကိုကြီးဆိုလည်းအများကြီးတင်ပေးရဲမနေ့ကြီးဆိုလည်းဒါတင်ပေးရဲပြီးတော့ဥစ္စာပေါ့နော်ဥစ္စာလည်းအထူးသဖြင့်ပေါ့နော်အရန်တင်ပေးရဲအဓိကဟိုအငယ်ဆိုပေမဲ့အဲ့တော့အကုန်လုံးက welcome လုပ်ပြီးတော့လက်တွဲခေါ်တော့လေဟို stress ကတော့လောက်တက်တာပါလို့ဟုတ်ကျွန်တော်ရဲ့ဇနီးတိုင် ူသားမှုပြီးဆိုရင်ဟုတ်ကဲ့ဒါမကြခင်ဒုတိပြတ်တော့မှာပေါ့နော်ဒါတို့လည်းအကောင်းဆုံးကျူးစွာထားပါလေဘယ်လိုညီးကြမလဲဆိုတာဒါရောအားပေးပါလို့ပဲပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါပါ21ရက်နေ့ဒါရုပ်တင်မှာပေါ့နော်ဆိုတော့ဟိုအားပေးကြပါဦးဝိသက်တိဟိုရင်ထဲရောက်မယ်လို့ထင်ပါတယ်လို့ဟုတ် โอเคပါအခုလိုမျိုးဖြည့်ချပေးလာခဲ့တဲ့ကွန်မြင့်မြတ်ကိုဒါဘယ်လိုများမြင်ကြသလဲဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေသောနေ့တစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ